မောင်မောင်နှင့်ခွေးကလေးလာစီမောင်မောင်ဆိုတဲ့ကောင်လေးတယောက်ကမိသားစုနဲ့အတူပျော်ရွှင်စွာနဲ့နေထိုင်လျက်ရှိပါတယ်။သူ့ရဲ့မိဘတွေကလည်းမောင်မောင်ကိုရင်ချစ်ကြတယ်။မောင်မောင်ကချစ်ချင်ကောင်းတဲ့ကောင်လေးတယောက်ဖြစ်ပြီးမိဘတွေမသိပဲအပြင်မှာရှောက်လေတတ်တဲ့အခြင်းလေးရှိပါတယ်။တခါတည်းကမှတော့အိမ်ထဲမှာရုပ်တွေနဲ့ဆော်ကစားပြီးအချိန်ကုန်တတ်တဲ့ကလေးမျိုးပါ။တည့်ရက်မှာတော့မောင်မောင်တို့မိသားစုကလမ်းလျှောက်ထွက်လာခဲ့ကြတယ်။မောင်မောင်ကရန်ကုန်ပျော်ရွှင်နေခဲ့ပြီးလက်တစ်ခုရောက်မှလေးလေးနေတဲ့ခွေးတဲ့ကောင်ကိုတွေ့ခဲ့ကအိမ်ကိုခေါ်လာခဲ့ပါတယ်။ ်မိဘတွေကခွင့်ကူးမရတာကိုသဘောမကျခဲ့ပေမဲ့မောင်မောင်လေးရဲ့ဆန္ဒကိုတော့လာရောခဲ့ပါတယ်မောင်မောင်ကဒီနေ့ကစားပြီးမင်းကငါ့ရဲ့ခွေးဖြစ်သွားပြီမင်းကိုမွေးစားလိုက်ပြီဆိုတော့မင်းရဲ့နာမည်ကလာစီနောလို့ခွေးလေးကိုနာမည်ပေးလိုက်ပါတယ်နောက်တနေ့မှာတော့မမောင်ကခွေးလေးလာစီကိုခေါ်ပြီးထွက်လာခဲ့တယ်။မမောင်ကတငယ်ချင်းအစ်စ်ရလိုက်သလိုပဲပျော်ရွှင်နေခဲ့ပါတယ်။အိမ်ပြန်ရောက်တော့တခါမှချက်ပြုတ်တာမလုပ်ဘူးတဲ့မမောင်ကခွေးကလေးလာစီအတွက်မိဖို့ကြောင့်နဲ့မှချက်ပြုတ်နေခဲ့ရှာပါတယ်။ လိမ္မာလုံးတဲ့ခွေးကလေးငါမင်းတို့ကိုယ်တိုင်ချက်ပြုတ်လာပါလေဆိုပြီးခွေးကလေးကိုအစားစာတွေကျွေးခဲ့ပါတယ်ဒီလိုနဲ့နေတိုင်းနေတိုင်းမမောင်ကခွေးကလေးလာစီနေတူစော်ကစားနေကြရတည့်ရမှာတော့နေအောင်ကားတစ်စီးနဲ့လူကုန်းတစ်တိတယောက်ကမင်းရဲ့ခွေးကိုငါ့ကိုရောက်မလားငါမင်းကိုငွေတွေအများကြီးပေးမယ်လေဒါပေမဲ့ကောင်းလေးက sorry ပါကျွန်တော်ရဲ့ခွေးကရောက်ဖို့မဟုတ်ပါဘူးစဉ်းစားတော့ကောင်းလေးမင်းတို့မိသားစုပါချမ်းသာမှာလို့ပြောပေမဲ့ကောင်းလေးကတော့သူ့ရဲ့ခွေးကိုမရောခဲ့ပါဘူးကောင်းလေးကခွေးကလေးကိုအဲ့လောက်ထိကိုချက်ခင်ချရတာပါ ကောင်းလေးနဲ့ခွေးလေးတို့ဟာမနေ့အရထားတာနဲ့ရှောက်လေတယ်ညနေနေဝင်မိုးချွတ်တဲ့ဒီရှောက်လေပြီးမှအိမ်ကိုပြန်လာတတ်ကြပါတယ်နောက်နေ့မှာတော့ကောင်းလေးကခွေးကလေးလာစီကိုပန်းညက်ခေါ်သွားပြီးသူ့ရဲ့ခွေးလေးကိုတုံးချကကောင်းမလေးတွေကိုဖုန်ချောင်းနေခဲ့ပါတယ်ကောင်းမလေးတယောက်ကနေခွေးကိုငါ့ကိုပေးပါလားလို့ပြောလိုက်တော့မှကောင်းလေးကစိတ်ဆိုးပြီးလွတ်ထွက်လာခဲ့လိုက်ပါတယ်ရက်တွေကြာလာတဲ့အခါမှာတော့ခွေးကလေးလာစီကလည်းမမောင်လေးအပေါ်မှာလိမ်မာလာခဲ့ပါတယ် မမျောနဲ့ထားပဲတည့်ရမှာမမောင်ကရေကူးနေရကနေရင်းနှီးခဲ့တဲ့ချိန်မှာခွေးကလေးကမမောင်ရဲ့တက်ကိုကဲတင်လိုက်ပါတယ်မမောင်ကရန်ကိုကြောက်လွန့်နေခဲ့ပြီးပရိုသတာပေါ်ခွေးကလေးမင်းရှိနေလို့ပေါ့ညောက်တဲ့အခါမှာလေခွေးကလေးလာစီကအင်ကိုစောင့်ပေးခဲ့ရင်တခိုးရံကနေကင်းဝေးစီခဲ့ပါတယ်ဒါတွေကြောင့်မဲမမောင်ရဲ့မိဘတွေကပါခွေးကလေးလာစီကိုချစ်လာကြပါတယ်မမောင်ရဲ့သူ့ရဲ့မိဘတွေရဲ့ခွေးကလေးနဲ့မမောင်လေးတို့မိသားစုဟာပြည့်ပြည့်စုံနေခဲ့ပါတယ်ဒါပေမဲ့တည့်ရမှာတော့သူတို့ရဲ့အင်ရှိကိုအပြာရောင်ကားတစ်စီးရောက်လာက ကားပေါ်ကအမျိုးသမီးတယောက်ဆင်းလာတဲ့အချိန်မှာခွေးကလေးလာစီကသူ့ရဲ့သခင်ဟောင်းစီကိုပြေးလာခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကမမောရဲ့မိဘတွေကိုသူ့ရဲ့ခွေးပြေးချောင်းကိုရှင်းပြနေခဲ့ပြီးမမောရဲ့မိဘတွေကလည်းပါရှင်ဆစ်တွေ့ပြီးဆိုတော့ဘလို့မှမတက်နိုင်ခဲ့ပဲခွေးကလေးကိုပြန်ပြီးဖို့သဘောတူလိုက်ကြရပါတယ်။ဒီလိုနဲ့အပြာရောင်ကားတစီပေါ်မှာခွေးကလေးလာစီဟာပါသွားခဲ့ပါတယ်။မမောရဲ့ပျော်ရွှင်ခြင်းတွေဟာလည်းအဲ့ဒီအပြာရောင်ကားပေါ်မှာပါသွားခဲ့ပါပြီ။ မောင်မောင်ကနေတိုင်းနေတိုင်းငိုနေခဲ့ပေမဲ့သူမိဘတွေကလည်းဒီတစ်ခါမှဘာမှမတင်နိုင်ခဲ့ရှာပါဘူး။မောင်မောင်ဟာအယူတရပေါ်မှာလမ်းမတွေပေါ်မှာကုသရဲ့ခွေးကလေးလာစီကိုလိုက်ရှာနေခဲ့ရှာပါတယ်။ခွေးလေးနဲ့အတူလဲဘူးတဲ့ဗညာနဲ့မှသွားရှာခဲ့ပြီးမေမောင်မောင်ဟာခွေးကလေးကိုမတွေ့ရခဲ့တဲ့ချိန်မှာငိုယုံနေုံကလွဲပြီးဘာမှမတင်နိုင်ရှာပါဘူး။တဖြည်းဖြည်းနဲ့မောင်မောင်လေးကအစားအစာတွေကိုလည်းမစားနိုင်ပါဘူး။တစ်ဖက်မှာလည်းမျိုးသမီးလေးကခွေးကလေးလာစီအတွက်ဟင်းလျာတွေကိုပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမဲ့ခွဲကလေးကတော့စားကောင်းတပ်ဖွဲ့တွေဖြစ်ပေမဲ့လုံးဝစားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။သူ့ရဲ့တခင်ဟောင်းနဲ့ပြန်တွေ့ခဲ့ပေမဲ့လည်းအကောင်လေးကိုပဲခွဲလည်နေခဲ့တာပါ။အမျိုးသမီးလေးကခွဲလေးအတွက်အတော်ကိုစိတ်ညစ်နေရရှာပါပြီ။မမောင်လေးကຫນွေရသေးချမရွက်တွေပြီးလို့ကြောက်မြတ်တရတဲ့အချိန်ကိုရောက်လာခဲ့ပါပြီ။မမောင်ဟာအချောင်းကိုခေါင်းငိုက်ဆိုင်နဲ့ရောက်လာခဲ့တယ်။ပျော်ပျော်ရွှင်ရွှင်နဲ့နေလေးရှိပြီးအစော့တန်တဲ့မမောင်ကိုခုလိုပုံစံနဲ့မြေတွေ့လိုက်ရတာကိုသူ့သူငယ်ချင်းတွေကပါအံ့ဩနေခဲ့ပါတယ်။ မမောင်ရဲ့တငယ်ချင်းမိနီကသူတို့နဲ့အတူလာကစားဖို့ခေါ်ပြီးမိမယ်မမောင်ကမလိုက်ခဲ့လို့သူ့တငယ်ချင်းတွေကပိုအံ့ဩခဲ့ရပါတယ်ပုံမှန်ဆိုတငယ်ချင်းတွေကိုစော်ကစားဖို့မမောင်ကအရင်လာခေါ်ခဲ့တာပါညနေကျောင်းစခြင်းကိုရောက်တော့မမောင်ကအိမ်ကိုတလှမ်းချင်းပြန်လာခဲ့ပါတယ်သူ့အိမ်ကိုရောက်တဲ့အခါမှာအင်းရှိမှအပြာရောင်ကားတစ်စီးရနေတာကိုတွေ့လိုက်ရပါတယ်အိမ်ထဲမှာတော့အမျိုးသမီးတစ်ယောက်ရောက်နေခဲ့ရာမမောင်ရဲ့မိဘတွေနဲ့စကားပြောနေကြပြီးခွေးကလေးကိုပြန်ပေးမယ့်အကြောင်းကိုပြောနေခဲ့ပါတယ်ရုတ်တရက်ချန်ပြေဘက်မှာခွေးအောင်တန်ကိုကြားလိုက်လို့မမောင်သွားကြည့်တဲ့အချိန်မှာ ခွေးကလေးလာစီကိုမောင်မောင်တွေ့လိုက်ရပါပြီအမျိုးသမီးလေးကခွေးလေးကိုဂရုစိုက်ဖို့ပြောကြားရင်းပြန်သွားခဲ့ပါတယ်ဒီလိုနဲ့မောင်မောင်နဲ့ခွေးလေးဟာအရင်လိုစော်ကစားနိုင်ခဲ့ပါပြီခွေးလေးလာစီကိုအเจ้าကိုခေါ်သွားကသူ့ငွေချင်းတွေကိုပြခဲ့ပါတယ်မောင်မောင်ဟာအရင်လိုငွေချင်းတွေနဲ့အတူစော်ကစားခဲ့ပါပြီမောင်မောင်လေးနဲ့ခွေးလေးလာစီတို့ဟာလည်းအရင်လိုပဲရှောက်လဲလိုက်စော်ကစားလိုက်နဲ့ချိန်ကုန်ခဲ့ပါတယ်ဒီတခါမှာတော့မမောင်လေးဟာခွေးလေးလာစီကိုကြောင်းကုန်နေတိုင်းခေါ်လာခဲ့ရာမမောင်ရဲ့တငယ်ချင်းတွေကပါခွေးလေးလာစီကိုချစ်ခင်ခဲ့ကြပါဗျာ အမှန်တကယ်တော့မမောဟာငွေကြေးတွေဂုံပကသနာတွေအထက်တငယ်ချင်းစစ်တွေနဲ့နေထိုင်ရလို့အတော်လေးကိုပျော်ရွှင်ခဲ့ပါတယ်။တကယ်တော့ငွေကြေးတွေဟာလည်းပျော်ရွှင်စရာအဆင်မဟုတ်ခဲ့ပါဘူး။မမောရဲ့မိဘတွေကလည်းမမောလေးခုလိုပြန်ဖြစ်လာတာကိုတော်တော်လေးပျော်ရွှင်ခဲ့ပါတယ်။မိစေတို့လည်းငွေကြေးတွေဂုံပကသနာတွေနဲ့တငယ်ချင်းမစစ်တဲ့သူကိုရမယ်စားမိစေစေတငယ်ချင်းစစ်နဲ့ရဖို့ဆူတောင်းပေးလိုက်ပါတယ်။ပုံမြင်လေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုလိုက်ရပါတယ်